အမရေအခုတလောညီမရဲ့အမျိုးသားကညီမကိုမကတ်ပဲနဲ့အချစ်တွေရော့နေတယ်လို့ခံစားနေရပါတယ်အဲ့ဒီအတွက်ဘယ်လိုလုပ်ရမလဲအကြံဉာဏ်လေးပေးပါအောင်ဆိုပြီးတော့ညီမလေးတစ်ယောက်ကမေးလာပါတယ်ရှင်ညီမလေးရေဒီအတွက်တော့ဘာမှအားမငယ်ပါနဲ့နော်ညီမလေးအမျိုးသားကကိုယ့်ကိုကတ်ဖို့ချစ်ဖို့အိမ်မြဲဖို့အတွက်ဆိုရင်ညီမလေးအဓိကဂရုစိုက်ပေးရမှာအချက်နှစ်ချက်ပဲရှိတယ်ညီမရေနံပါတ်၁အချက်ကတော့စိတ်ပိုင်းဆိုင်ရာခံစားမှုကိုကျေနပ်မှုပေးတာကိုနံပါတ် နှစ်အချက်ကတော့ရုပ်ပိုင်းဆိုင်ရာခံစားမှုကိုကျေနပ်မှုပေးတာဒီအချက်နှစ်ချက်ကိုဂရုစိုက်ပေးလိုက်တာ ਨੇ ညီမရဲ့အမျိုးသားကညီမစီကိုတေချာပေါက်ချစ်ခင်မြတ်နိုးပြီးတော့အိမ်ကက်လာပါလိမ့်မယ်เนาะစိတ်ပိုင်းဆိုင်ရာခံစားမှုကိုကျေနပ်အောင်ဆောင်ရွက်ပေးရတဲ့အရာတွေကတော့သူ့ကိုချီးကျူးပေးတာယုံကြည်မှုပေးတာသူ့ပေါ်မှာတန်ဖိုးထားတာလေးစားပေးတာဒီစကားလေးတွေကိုကောင်းကောင်းမွန်မွန်ပြောပေးတာ ဒါလေးတွေကတော့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုညီမဘက်ကကျင့်နှက်အောင်ဆောင်ရွက်ပေးလိုက်တာကွယ်။ရုပ်ပိုင်းဆိုင်ရာအနေနဲ့ကတော့အထူးကယူဆိုင်ပေးဖို့လိုတယ်နော်။အခုခေတ်ကအပြင်ဘက်အပြင်စာတွေကတအားလွယ်ကူတယ်ကွယ်။အဲ့ဒါအကြောင်းမို့လို့ဒီရုပ်ပိုင်းနဲ့ပတ်သက်ရင်တော့ကိုကိုကိုတကူရေးတန်ရှင်းမှုတွေအလှအပနေတာတွေကျမရေးဂယုစိုက်တာတွေနောက်သူ့နဲ့အတူတူအိတ်ပေးတာပေါ့နော်။ ူနဲ့အတူတူအိတ်ရာထဲမှာအဆင်ပြေအောင်နေပေးတာဒါကလည်းအရေးကြီးပါတယ်ဒါကလည်းဖုံးကွယ်ထားလို့မရတဲ့အချက်တစ်ချက်ပဲညီမရဲ့အဲ့ဒီအတွက်ကတော့ကိုရီမိန်ကလေးတွေကကိုလက်မအီမတာဖြစ်နေတာမျိုးခေါင်းကြိုက်ခြေကြိုက်ထုံကျင်နေတာမျိုးကိုစိတ်ကအခက်မတင်တာမျိုးဟိုမုန်းမညီတာမျိုးဒါတွေနဲ့ပတ်သက်လို့ရှိရင်ကိုရီကစိတ်မပါတတ်ဘူးပေါ့နော်အဲ့ဒါမျိုးတွေကိုလည်းမဖြစ်အောင်ကိုကကျမ်းမာရေးဆိုင်ရာ အကအကွယ်တွေစေဝါတွေဓာရီကိုယူပြီးတော့ဖြည့်ဆည်းထားရမယ်အဲ့ဒီလိုအခါတော့မှဒီကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့အတူတူကိုလက်တွေနီးနောတဲ့အခါမှာตาရပျော်ရွှင်ကျေနပ်အောင်လုပ်ပေးနိုင်မှာဖြစ်တယ်ညီမရေဒါလိုမျိုးဆိုလို့ရှိရင်တော့ငါညီမလေးရဲ့အမျိုးသားကညီမလေးအပေါ်မှာချစ်ခင်မြတ်နိုးတွေ့တာပါလိမ့်မယ်လို့အမကအကြံဉာဏ်လေးပေးလိုက်ပါတယ်เนาะဒီຢာရင်းနဲ့ပတ်သက်ပြီးတော့ နောက်ထပ်ဗီဒီယိုတွေမှာလည်းအသေးစိတ်မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ဒီအကောင့်တစ်ကလေးကိုလည်း follow လုပ်ထားပေးဖို့တောင်းဆိုပါတယ်ရှင်။ကျမကတော့အချစ်ရင်အိမ်တော်ရေးကျမ်းမာရေးတွေမှာပုံမတရားအောင်ပုံမပျော်ရွှင်အောင်ကူညီဖို့အမြဲတမ်းအစဉ်သင့်ဖြစ်နေတဲ့ coach phong ဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။ညီမကတော့အမျိုးသားကတ်လာတာကိုခံနိုင်ရင်မရှိတော့ပါဘူး။ညီမမှာ၆သွေးမှုတွေလည်းဖြစ်ပြီးတော့နာကျင်မှုတွေလည်းခံစားနေရတယ်။သူ့ပုံမှာလည်းစိတ်မရှိတော့ပါဘူး။ အဲ့ဒီအတွက်ညီမအိမ်ထောင်ရေးမှာပြဿနာရှိပါသလားဆိုပြီးတော့ညီမလေးတယောက်ကမေးလာပါတယ်ရှင်။ဟုတ်ကဲ့ညီမလေးဒါကရေရှည်ကြီးဆိုလို့ရှင်ရင်ပြဿနာရှိနိုင်တယ်နော်။ဒီအတွက်ကိုတော့ညီမလေးစိတ်အားမငယ်နေနဲ့နော်။ဒါကတို့အမျိုးသမီးတွေမှာ မကြာခဏဖြစ်ပေါ်တတ်တဲ့အရာပါနော်။တို့အမျိုးသမီးတွေကဟော်မုန်းအစ်စထရိုဂျင်ဟော်မုန်းမညီမျှလာတဲ့အခါအဲ့ဒီဟော်မုန်းတွေကမောက်ကမဖြစ်လာတဲ့အခါမှာအခုညီမ ခံစားနေရတဲ့အဖြစ်တွေကိုတို့အမျိုးသမီးတိုင်းလိုလိုခံစားရတတ်ပါတယ်နော်။ဒါကြောင့်ဒီအတွက်တော့ညီမလေးစိတ်မပူပါနဲ့။ဒါကကျမကြီးပြဿနာဖြစ်တယ်ညီမရေနော်။ဖြည့်ရှင်းလို့ရတဲ့နီးလန်းတွေ၃မျိုးအမကမျှဝေပေးမယ်နော်။နံပါတ်၁အမျိုးကတော့အဲ့ဒီဟိုမုန်းတွေညီအောင်ညီမဓာတ်စာဆေးဝါးနဲ့ကုသတာညီမ။နံပါတ်၂နီးလန်းကတော့သူ့ပုံမှာအပြစ်မတင်အပြစ်မမြင်တဲ့နီးလန်းနဲ့ကုသတာကွယ်။ နံပါတ်3နီလန်းကတော့ညီမလေးလေ့ကျင့်ခန်းလုပ်တာเนาะဤ3မျိုးကိုအစုံလုံးရပါမယ်ညီမရေလေ့ကျင့်ခန်းလေးလုပ်ရမယ်အပြစ်လဲမမြင်ရဘူးအပြစ်လဲမတင်ရဘူးရစာစေးဝါးတွေလည်းတောက်တုံးရမယ်ညီမရေဒီလိုဆိုရင်တော့ အခုညီမလေးခံစားနေရတဲ့ပြဿနာတွေအချိန်မီဖြေရှင်းနိုင်မှာဖြစ်ပါတယ်အမလည်းအဲ့ဒီပြဿနာရှိပါတယ်အမကတော့ဓာတ်စာစေးဝါးရောအစောကပြောတယ် အပြစ်မတင်တာရယ်လေ့ကျင့်ခန်းလုပ်တာရယ်ဒီနှမျိုးလုံးပေါင်းလိုက်တယ်သုံးမျိုးလုံးလုပ်လိုက်တဲ့အခါမှာတော့အမလည်းအခုအဆင်ပြေသွားပါပြီနော်ညီမလေးရေဒီနီလန်းသုံးမျိုးနဲ့ညီမလေးရဲ့ဝေဒနာကိုတတပြောက်ကင်းအောင်ကုစားနိုင်ပါတယ်လို့အမကတိုက်တွန်းပေးလိုက်ပါတယ်နော်ညီမလေးအဆင်ပြေပါစေရှင်ချေရတဲ့သူတွေရဲ့ဝေဖန်အကြံပြုမှုတွေကိုလည်း comment box မှာမျှဝေလာပေးဖို့တောင်းဆိုပါတယ်ရှင် ကျမကတော့အချစ်ရဲ့အင်ထောင်ရေးကျမရေးတွေမှာပုံမသားရအောင်ပုံမအဆင်ပြေအောင်ကူညီဖို့အမြဲတမ်းအဆင်သင့်ဖြစ်နေတဲ့ coach phong ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဒါလေးကတော့အကောင့်အသက်လေးဖြစ်တဲ့အတွက် like and follow လေးနဲ့အပိတ်ထားကြပါအောင်နော်ကျေးဇူးတင်ပါတယ်တိလို့တဲ့မိကွန်းတွေကိုလည်းမေးထားပေးဖို့တောင်းဆိုပါတယ်ရှင်ကျေးဇူးပါ